ချစ်သူဖြစ်သူပေါ်ပြီးစောက်စားနဲ့လမ်းခွဲခဲ့တာတနည်းကျော်ကာလရှိနေခဲ့ပြီလို့ပြောလာခဲ့တဲ့ DJ Max မင်္ဂလာပါပရိသတ်ကြီးရှင် DJ Max ကိုတော့ပေါ်ပြီးစောက်စားရဲ့ဒုတိယချစ်သူအဖြစ်ပရိသတ်တွေကသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်အဆိုတော့ပေါ်ပြီးစောက်စားဟာလွမ်းပိုင်နဲ့73နှစ်တာအချိန်ရေးကိုအဆုံးသတ်ပြီးတဲ့နောက်မှာသူ့အပေါ်မှာအဆဆအယားယားနားလဲပေးပြီးဘဝတစ်ခုလုံးစာအတွက်လုံခြုံမယ်လို့ထင်ခဲ့တဲ့ DJ Max နဲ့ချစ်သူတွေအဖြစ်တရားဝင်ချပြပြီးတော့လက်တွဲခဲ့ကြတာလည်းဖြစ်ပါတယ် လွမ်းပိုင်နဲ့ပေါ်ပြီးစောက်စားတို့နှစ်ဦးဟာအနုပညာလောကထဲကိုမဝင်လာခင် ကာလကလေးကချစ်သူတွေဖြစ်နေခဲ့ကြတာဖြစ်ပြီးအနုပညာလောကမှာလည်းအတူတူအောင်မြင်ခဲ့ကြကလိုက်ဖက်တဲ့ချစ်သူစုံတွဲတွေအဖြစ်ပြည်သက်တွေကအသိအမှတ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့73နှစ်ကျော်ကာလအတွင်းမှာတော့သူတို့နှစ်ဦးရဲ့ချစ်သူဘဝတဲကိုတတိယလူဝင်ရောက်လာခဲ့ပြီးနှစ်ဦးသားရှေ့ဆက်ဖို့လည်းမဖြစ်နိုင်တော့တာကြောင့်နှစ်ဦးသဘောတူလမ်းခွဲပြတ်ဆဲခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့လွမ်းပိုင်ကအစိုးရနဲ့တရုတ်ဆောင်နန်းစုရည်ဒီဆိုးနဲ့ချစ်သူတွေအဖြစ်လက်တွဲနေကြတာဖြစ်ပြီးပေါ်ပီဆောက်ဆာကလည်း DJ Max နဲ့ချစ်သူတွေအဖြစ်တရားဝင်ချပြလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့ပေါ်ပီဆောက်ဆာရဲ့ချစ်သူအဖြစ်လူသိများထားတဲ့ DJ Max ကသူနဲ့ပေါ်ပီဆောက်ဆာတို့နှစ်ယောက်ကြားမှာလမ်းခွဲပြက်ဆဲထားတာတစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်းပရိသတ်တွေသိအောင်အသိပေးလာခဲ့တာဖြစ်ပါတယ်။ပေါ်ပီဆောက်ဆာဟာလွမ်းပိုင်နဲ့အချစ်ရေးကိစ္စပြီးကလေးကော သူ့ရဲ့အခြေရေးနဲ့ပတ်သက်ပြီးအထူးတက်လဲပြောဆိုတာမျိုးတွေမရှိတော့သလို DJ Max နဲ့လမ်းခွဲပြက်စဲတဲ့ကိစ္စကိုလည်းသူမအနေနဲ့တစုံတစ်ခုပြောဆိုလာခြင်းမရှိတာလည်းတွေ့ရပါတယ်။ Yeah. အလုံးနဲ့မိနေချာလို့ခဏခဏပေါ့နော်။ Post time မှာလည်းဒီ comment တွေဒီကိစ္စကြီးပဲပြောနေကြလို့အဖြေရှင်လည်းလည်းဖြေလိုက်ရပါတော့။အာနေရာ break up တာတစ်နှစ်ကျော်လောက်ရှိတော့မယ်ပေါ့။ အားလုံးအေးစေပါပဲခြေချင်းမုန်းနေမရှိပဲနဲ့အားလုံးစင်ပြပြလေးပရိတ်ခဲ့တာပါအဲ့တော့ I think I'm right now အဲ့တော့ဒါပါပဲကျန်တာဘာမှမရှိပါဘူးအဆက်ထောက်ရနေကြရင်ဗတိရှုရှိပါတယ်အကြံအပိတ်တဲ့သူတွေလာခဲ့လို့ရပါတယ်အားလေးပါပြောချင်လို့ပါ See you